တော်လန်ยีအဖွဲ့တွေရဲ့စွမ်းဆောင်ရည်ကိုမြင်လိုက်ရတဲ့ဗမောက်မျိုးသိန်းတိုက်ပွဲဒီဘက်ထဲမှာတော့တော်လန်ยีအင်အားစုတွေအတွက်အတက်စရာ သတင်းတွေနဲ့ပြည့်နှက်နေတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်ခြေပိုင်းလာတွေတဲ့စစ်တပ်ရဲ့လက်နက်အင်အားလူအင်အားဤပညာအင်အားအစမတန်ဖြစ်တင်းမှုတွေနဲ့ထိုးစစ်တွေကြောင့်တော်လန်ยีအင်အားစုတွေဘက်ကနယ်မြေစုခွာမှုတွေဒိမ်ပြည်သားမျိုးတွေကိုပြန်ပြီးလက်လွတ်လိုက်ရတာတွေရှိခဲ့ပါတယ်ဒီအခြေအနေကိုထောက်တာမပြောကြပါနဲ့အနေနဲ့ရရက်ကဒေါ်လာရင်းအင်အားစုတွေတွေနဲ့ အထူးဂယူးဆိုင်ပြီးစိုးရိမ်စွာနဲ့စောင့်ကြည့်ခဲ့ကြတယ်ဆိုတာသိကြပါပဲကျွန်တော်ပါဝင် အားလုံးရဲ့စိတ်ထဲမှာတော့အထင်နာတော့တဲ့စစ်တပ်ဟာကြားနာသလိုသဘောမျိုးနဲ့မြင်မြင်သမျှကိုမိကုံရန်ကုန်လုတော့မယ်ဒေါ်လန်ရေးအဖွဲ့တွေကရသလောက်ခုခံရင်းနဲ့တတိတိနဲ့တိန့်ထသမျှနယ်မြေတွေပြန်ပေးရနိုင်ခြေရှိတယ်ဆိုပြီးတွေးထားကြတာတွက်ထားကြတာအမှန်ပါပဲဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီအတွေးဒီတွက်ကိန်းတွေကိုသခိုင်းတိုင်းအထက်ပိုင်းကဗမောင်းမျိုးကိုတိမ့်ပြပြီးမှာရင်ကြောင်တက်တေပြလိုက်ခဲ့ပါတယ် ဗမောက်မျိုးဆိုတာကစကိုင်းတိုင်းနဲ့ကချင်ဆက်ကမျိုးဖြစ်ပြီးတော့ SNA လို့ခေါ်တဲ့စစ်တပ်လက်အောက်ခံရှမ်းပြည်တပ်ဖွဲ့တွေအများဆုံးရှိရာမျိုးလဲဖြစ်ပါတယ်။ကချင်ပြည်နယ်ရဲ့ဝင်ပေါက်ဖြစ်တာနဲ့အညီတဘာဝတွင်းထွက်ပစ္စည်းကျွဲဝသလိုမြန်မာပြည်ထက်ပိုင်းနဲ့အလဲပိုင်းကိုချိတ်ဆက်ရာဖြစ်တာမျိုးဘ ிய ဟွာရလဲလွန်ရေးပါလာပါတယ်။ပြန်သည်ရသလောက်သတင်းတွေရဆိုရင်လဲဒီအောင်မြင်မှုဟာလွယ်လွယ်ကူကူနဲ့ရခဲ့တာတော့မဟုတ်ပါဘူး။သူတို့ပြင်းဗမောက်မျိုးကိုတော်လိုင်းအင်အားစုတွေကစားတင်တိုက်ခိုက်ခဲ့ပြီးဆိုတော့ စတင်မာလာ15ရက်နေ့မှာတင်စစ်တပ်ဘက်ကလည်းလေကြောင်းပစ်ကူတွေလာရောက်ပေးခဲ့ပါတယ်ဒီစင်မာလာအတွင်းရုပ်ောက်ပွဲကျင်းပမယ်လို့တရားဝင်ကြေညာထားပြီးဖြစ်တာမို့ဒေါ်လန်ရင်တပ်ဖွဲ့တွေရဲ့လက်ထက်ရှိနေတဲ့မျိုးတွေကိုရသလိုပြန်သိမ်းနေတဲ့စစ်တပ်ဟာ၎င်းတို့လက်ဝဲရှိနေတဲ့မျိုးကိုလွယ်လင်းတကူလွှတ်ပေးရုံထုံးစံမရှိခဲ့ပါဘူးဒါကြောင့်မို့လဲလေကြောင်းသာမကဟုံးမလင်းဘက်ကနေမြေပြင်စစ်ကြောင်းတွေရရင်ရသလိုစစ်လွတ်ခါမျိုးမကြစေရေးအတွက်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ် ဒါပေမဲ့လည်းစစ်တပ်ရဲ့ဒီလိုကြိုးပမ်းမှုဆောင်ရွက်မှုတွေဟာ၅ရက်ခန့်သာကြာလိုက်ပြီးစတင်မာလ20ရက်နေ့မှာတော့ဘလို့မှခုခံနိုင်ခြင်းမရှိပဲလက်လွတ်လိုက်ရပြီဖြစ်ပါတယ်။ဒီအောင်မြင်မှုအတွေ့အချိုးပေါ်အချိုးဆင်းတဲ့နောက်ထပ်အကြောင်းအရာတစ်ခုကလည်းရှိနေပါသေးတယ်။အဲ့ဒါကတော့ယခုမျိုးတိုင်းတိုက်ပွဲကိုရခင်ကလိုတိုင်းရင်းသားမဟာမိတ် KIA ကဥဆောင်တိုက်တာမျိုးမဟုတ်ပဲ NUG အစိုးရရဲ့ MOD လက်အောက်မှာ ရှိနေတဲ့မှတ်၁စစ်တေသားကဥဆောင်တိုက်လိုက်တာမျိုးဖြစ်ပြီး ် KIA အနေနဲ့မဟာမိတ်အဖြစ်ပူးပေါင်းပါဝင်တိုက်ခတ်ပေးတာမျိုးပဲဖြစ်ပါတယ်ဒီအခြေအနေကို KIA တပ်ဖွဲ့ရဲ့အစိမ့်အင်အားကြီးတွေဖြစ်တဲ့ဗိုလ်ချုပ်ကွမ်မော်ဗိုလ်မှူးကြီးနော်ဘူးတို့ကိုယ်တိုင်ထုတ်ဖော်ပြောထားတာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တိုးတက်လာတဲ့စွမ်းဆောင်ရည်တွေကိုချီးကျူးခဲ့ကြပါတယ်ပြည်သူအားကိုးရတဲ့အခြေအနေကိုတဖြည်းဖြည်းရောက်လာပြီးဆိုတော့လေမှတ်ချက်တွေပေးခဲ့ကြပါတယ်မှတ်ချက်ပေးမယ်ဆိုရင်လည်းပေးကျင်စီရပါပဲဒါကြောင့်လဲဆိုတော့10နှစ်ခွန်စစ်စင်ရည်တွေပြီး လက်နဲ့ကောလူဝင်ရာကောဖြစ်တင်းမိပြင်စီမှုအကောင်းဆုံးချင်းဒီကိုရောက်နေပါတယ်ဆိုတဲ့စစ်တပ်ကိုဒီနေ့ကျော်ငါးနှစ်သားအဖွဲ့တွေရဲ့ဥဆောင်မှုနဲ့တိုက်ခိုက်အနိုင်ယူခဲ့ခြင်းမဟုတ်ပါဘူးလားဒါတင်မကသေးပဲဒီလာပိုင်းဒီရက်ပိုင်းတွေမှာကိုပြည်သူကာကွယ်တပ်ဖွဲ့တွေအများစုနဲ့ခင်ဦးဘက်မှာစစ်တပ်စစ်ကြောင်းလိုက်ပြစ်အောင်တိုက်ခိုက်နိုင်တာတွေကနီမျိုးချောင်းမှမှာအုပ်လိုက်ကျင်းလိုက်နဲ့စစ်ကောင်စီထိုင်ချတဲ့ရွာတွေတိုင်ရင်းတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်တာတွေနဲ့ ။ MOD ရဲ့အောက်မှာရှိနေတဲ့မန္တလေး PDF ရဲ့စစ်ပုံကြလှတဲ့တင်းနှဲစစ်ပွဲတွေမှာရှိခဲ့ပါသေးတယ်။ဒီချိန်နေဒီနေထားကိုကြည့်ုံနဲ့ရွေးကောက်ပွဲကိုများများနဲ့မြန်မြန်ကျင်းပပြီးအောင်မြင်မြင်ပြီးသွားကျင်နေဆိုတဲ့စစ်တပ်ရဲ့စိတ်ကူးအိမ်မက်တွေဟာဘလို့မှလွယ်ကူနိုင်မှာမဟုတ်ဘူးဆိုတာထင်ရှားနေပါတယ်။ဆောင်းမရေးသားသူမင်းတော်ဆောင်းမဖတ်ကြားသူကိုထွန်း thank you